ူသွားပြိုင်တဲ့ဂျန်ဝဲကတော့ကျွန်တော်တို့ physical culture ပေါ့နော် PCA ပေါ့ physical culture association အလုပ်တဲ့ဒီဂျန်ဝဲပေါ့အဲ့တော့ physical culture ကြောင့်လည်းသူကဒီဂျိုးပေါ်မှာပို့ပြီးတော့ပေါက်တယ်ပေါ့နော်ဒီ IFBB professionally ပြီးလို့ဆိုရင်ဒီ physical culture ကနည်းနည်းပိုကြီးတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲအဲ့ဒီဘွဲမှာကျွန်တော်မြန်မာပြည်ကနေပြီးတော့ဒီဘာမစ်ကွန်ပါတင်းဘာမစ်ကွန်ကနေပြီးတော့အဲကစားသမား12ယောက်လောက်တွားပြီးရှင်နေတာဖြစ်ပါတယ်နော်ဘာမစ်ကွန်ပါ စစ်စစ်15ခုရခဲ့တယ်ဗျာ။စိုက်တင်နေခဲ့တယ်။စိုက်တင်တယ်ပထမဆုံးပဲအာမြန်မာပြည်မှာလည်းဒီဒီ team ပေါ့နော်လူငယ် team ကကျွန်တော်အများဆုံးပဲကျွန်တော်ဒီ Bojin Academy က trainer တွေရောအဲဒါအကူအညီတွေနဲ့ပေါင်းပြီးတော့ကျွန်တော် team ကကြီးတယ်။ထိုင်းမှာလည်းအကြီးဆုံး team တစ်ခုအနေနဲ့စုအများဆုံးပဲရခဲ့တာဗျာ။ကျွန်တော်ကျွန်တော်သွားတော့ကတော့ထိုင်းနေရဲ့မျိုးလုံးနဲ့အခုသွားတဲ့မင်းခန့်မျိုးလုံးနဲ့လုံးဝမတူဘူးမင်းခန့်ဘာကောင်လဲဆိုတာထိုင်းနေရောဒီအရှိတော်အဆက်တစ်ခုလုံးသိကျွန်တော်တို့မြန်မာအလူတွေပဲမသိ အခုတွားပြိုင်တဲ့ဂျိုင်းဝဲကတော့ကျွန်တော်တို့ physical culture ပေါ့နော် PCA ပေါ့ physical culture association ကလုပ်တဲ့ဒီဂျိုင်းဝဲပေါ့အဲ့တော့ physical culture ကြောင့်လည်းသူကဒီဂျိုးဘက်မှာပို့ပြီးတော့ပေါက်တယ်ပေါ့နော်ဒီ IFBB professionally ပြီးလို့ဆိုရင်ဒီ physical culture ကနည်းနည်းပိုကြီးတယ်လို့ကျွန်တော်ပြောလို့ရတယ်အာအဲ့ဒီဘွဲမှာကျွန်တော်မြန်မာပြည်ကနေပြီးတော့ဒီဘာမစ်ကုံကတင်းဘာမစ်ကုံကနေပြီးတော့အဲကစားသမား12ယောက်လောက်တွားပြီးဆင်နေတာဖြစ်ပါတယ်နော်အဓိကပြိုင်ပွဲပြင်ရတဲ့ project ကကျွန်တော်ဟိုကျွန်တော်ဒီအရှိတအားရှာတစ်ခွင်ပါဆိုလို့ရှိရင်မြန်မာနိုင်ငံတစ်ခုအပင် ကျွန်တော်ဒီလိုပွဲတွေကိုကျွန်တော်တို့ရုပ်ခွင့်မပေးရအောင်နော်အာအမှန်တကယ်ကကျွန်တော်တို့ဒီ PCA တို့အခုကျွန်တော်တို့ရှိတဲ့ IFBB တို့ WBBF တို့ဒီဟာတွေအားလုံးက agency တွေဖြစ်ပါတယ်နိုင်ငံတော်ပိုင်းတွေမဟုတ်ပါဘူးအားလုံးကပုဂ္ဂလိကပိုင်းတွေ agency တွေကနေသူတို့အလုပ်လုပ်ပြီးတော့ပတ်စံရှာနေကြတာဖြစ်တယ် ဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကနေပဲအဲ့လိုမျိုးတွားပြန်ရတာပေါ့နော်ကျွန်တော်ဒီမှာကျတော့ဒီ PC show လို့ IMDb show လို့ဒါကျတော့အဲလုတ်ခွင့်မပေးဘူး။ဘာကြောင့်လုတ်ခွင့်မပေးလဲဆိုတော့ကျွန်တော်လည်းမသိဘူး။အမှန်တကယ်ကဥပမာပေါ့ကျွန်တော်ရှိမှဆိုရင် Mr. Wade တွေ Miss Wade တွေရှိတယ်။ Miss Grand လည်းလုတ်လို့ရတယ်။ Miss Universe လည်းရှိတယ်ပေါ့။ဒါပုံလိကတွေဖြစ်တဲ့အတွက်လုတ်ကြတာပေါ့။အဲအဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိတဲ့အတွက်အဲသူများနိုင်ငံမှာလုတ်တဲ့ပွဲကိုကျွန်တော်တို့ကကိုယ်ချင်းနဲ့ကိုယ်ပတ်ဆံကုန်ကန်ပြီးတော့တွားပြန်ရင်ဖြစ်ပါလိမ့်မယ်ဟုတ်။ကျွန်တော်ကကျွန်တော်သွားတဲ့ဟာမှာဒီ7ရက်လုံးကကျွန်တော်တယောက်တည်း manage လုပ်ရတယ်ပြီးတော့ကျွန်တော်ရဲ့အဓိကရည်ရွယ်ချက်က အာပြိုင်ပွဲဝင်ကစားသမားတွေအဖွင့်လိုင်းတွေပုံများနေခြင်းနဲ့ဥပမာပြကျွန်တော်တို့မက်ဆာတွေပြိုင်နေလို့ပြီးရင်ကြော်ညာတွေရကြမယ်ဒီထိုနည်း၎င်းပဲကျွန်တော်တို့အချိန်မှရှိတဲ့ဘောဒီဗီလာတွေအနေနဲ့ရတယ်အမှုပညာသမားတွေနည်းလူပဲလုပ်ရခြင်းရှိတယ်ဘာလို့မှဒီလိုမျိုးတဲလန့်တွေလုပ်ပြနိုင်တယ်ဆိုတော့ပြကြင်တာအဲ့တော့မှကျွန်တော်တို့လူငယ်တွေဒီဘောဒီဗီလာတွေအနေနဲ့ပို့ပြီးတော့အလုပ်ကန်ခွင်လိုင်းတွေပို့တိုးလာမယ်ပြီးရင်ဒီဘောဒီဗီလင်းဆိုတဲ့ဟာကိုကျွန်တော်တို့ကအားကစားတည့်ရဆိုရတယ်ဒါဒီအန်တတိမန်တစ်ခုပါလားဆိုတော့ပို့ပြီးသိစေချင်တာဟုတ်ဆိုကျွန်တော်ဘောဒီဗီလင်းဆိုတာကိုကျွန်တော်အားကစားလို့အရင်ပြောလို့မရဘူး အဲ့တော့ကျွန်တော်ရေလျှော့ရတယ်ထမင်းလျှော့ရတယ်ရေဖြတ်တာလည်းထမင်းဖြတ်ရတယ်ဆိုတဲ့ဟာမှာကျွန်တော်အိုလံပစ်ကစားနည်းထဲမှာတော့ body building မပါဘူးလေဆိုတော့ကျွန်တော်ဘာကြောင့်လဲဆိုတော့ body building ကကျန်းမာရေးနဲ့ညီညွတ်တဲ့ဟာတော့မဟုတ်ဘူး။ဘာလို့ဆိုအနားနည်းရင်ကျွန်တော်တို့မှာပိုတက်ဆီယမ်တွေဆိုဒီယမ်တွေအများကြီးဆုံးရှုံးရတာရှိတယ်။ဒီလိုမျိုးအခက်အခဲကြားတွေကနေခန္ဓာကိုယ်အလှကိုပြိုင်တာ entertain လုပ်တာအဲ့ဒါကိုကျွန်တော်တို့ဒီရည်ပြီးသိနေကြတာ။အာကစားဆိုတော့မှန်တယ်။တာမန်လေးစင်ကန်လုပ်တယ်အလေးမာတယ်ဆိုတဲ့ body building ကိုအာကစား။ဒါပေမဲ့ပြိုင်ပွဲဝင်တာကကျတော့ entertainment ဖြစ်တာ။အဲ့ကျွန်တော်မတူဘူးဆိုတာလေးကိုလည်းကျွန်တော်ဒီမှာဒီရည်ပြီးသိနေကြတာပါ။ အာမတူတဲ့အရာတွေရှိတယ်ဗျာဥပမာကျွန်တော်တို့ sport physics ဆိုတဲ့အရာတစ်ခုဆိုလို့ရှိရင်ညီမညီမမရှိဘူးသူကကျွန်တော် Mr. တွေလမ်းလျှောက်တယ်လို့ပဲလျှောက်ကြတယ်အဲ့လိုမျိုးပေါ့အာနည်းနည်းနောင်နောင်လေးပြရတယ်ဟာပေါ့နော်ကျွန်တော်လည်းမပြိုင်ဘူးပါဘူးအဲဒီဟာကိုကျွန်တော်တို့ဒီနေ့မှာကျွန်တော်တီးနေကနေပထမဆုံးစတင်ပြီးတော့ကျွန်တော်တို့၄ယောက်အဲ၅ယောက်ပေါ့စတင်စီနေပါတယ်၃ယောက်ရှိရခဲ့ပါတယ်ဗျာအာကျွန်တော်ဒီမှာရွှေ၃စုရတယ်အာငွေ၃စုအာဈေးကတော့၂စုရတယ်ဗျာပြီးလို့ရှိရင်အာစတုဒ္ဒ6စု ပြင်ဆင်မ၄ဆုနဲ့အလုံးစုံ55ဆုရပြီ။ဟုတ်ကျွန်တော်ကကျတော့ကျွန်တော်မှာဒီဘိုးချင်းကနေဒီဆိုထိန်းတာတင်နေကြောင်းလည်းရှိတယ်။ပြီးရင်ကျွန်တော်တပည့်တွေလည်းရှိတယ်ပေါ့နော်။ကျွန်တော်စာလဲတင်တယ်အကျူပီတာလည်းဖြစ်လို့ဆိုတဲ့အခါကျတော့ဒီလူငယ်တွေရဲ့တိုးတက်မှုကိုကျွန်တော်က motivator တယောက်အနေနဲ့ကျွန်တော်ရက်တည်တယ်။ကျွန်တော်ကိုယ်တိုင်လည်းပြိုင်ကြတယ်။ပြီးရင်သူတို့ရဲ့တိုးတက်မှုဆိုတာကျွန်တော်ကဒါကြီးကိုပြိုင်နေရုံနဲ့မပြီးဘူး။ကျွန်တော်ရေရှည်ရက်ဒီကိုဝင်ဝင်စွာလိုသေးတယ်အဲ့ဒီဝင်ဝင်ကျွန်တော်ဘယ်ရရမှာလဲအခုတွားပြိုင်နေကျွန်တော်တို့လမ်းကြီးတွေကျွန်တော်တို့စားတာတောက်တာတွေအနည်းဆုံးကျွန်တော်တို့စားတာတစ်ညို9000နဲ့သတိထားမှာတုံးတယ် အနည်းဆုံးစားတဲ့သူက3000ဝယ်ပဲဆိုတော့ကျွန်တော်တို့ဒီပတ်စံနေလမ်းရောက်ဖို့အတွက်ကိုကျွန်တော်အလုပ်လုပ်တယ်အဲ့တော့အဲ့ဒီအလုပ်တွေကိုတို့ကိုကောင်းကောင်းမလို့ကျွန်တော်ဘယ်လိုပေးရမလဲကျွန်တော်ဘယ်လိုလိုပေးနိုင်လဲဥပမာကြော်ညာလေးလိုင်းကျွန်တော်လက်ခံပြီးရိုက်ပေးမယ်အစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေပေါ့အဲ့ဒီစိတ်တဲ့ပိုင်းဆိုင်ရာဆိုတာကပြန်ဝဲဝင်မှုတဲ့သူနဲ့မဝင်မှုတဲ့သူနဲ့ကသူကမဝင်တဲ့သူကြောင့်လည်းဝင်တဲ့သူတွေကအာဒီကောင်းနေလကားပါကွာအပေါ်အလုပ်တွေလုပ်ကြရဲဆိုပြီးပြောလို့ရှိရပေါ့နော်ဒါပေမဲ့ပြန်ပွဲဝင်ပြီးသွားတဲ့သူကပြီးခံစိတ်ကနံပါတ်1ပဲဒါဆိုကျွန်တော်အစားတွေအများကြီးရှော့ရတယ်အာပြီးရင်ဒီဟာကိုဒီဇိုင်းမမတ်လုပ်ရတဲ့ဟာတွေရှိတယ်ဆိုတော့ ကျွန်တော်တို့အလုပ်လုပ်မဲ့ဟာကိုဘာပြောပေါ့ပုံပုံကိုဆက်ပွန်ကုန်တဲ့ motivation ကိုကိုရစေတယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့အာပြိုင်မှုတွေရှိအောင်ကျွန်တော်တို့ပြိုင်ခိုင်းနေတယ်ပေါ့ဒါပေမဲ့ဒါကြီးကိုအရင် crazy ဖြစ်ပြီးလောက်အောင်မအခုဆိုနားပြီအခုဒါပြီးနားရမယ်တော့ကျွန်တော်ပြောပြီးလားသူနားပြီဒါကြောင့်အော်အရင်กว่าတယ်ကျွန်တော်သွားပြိုင်ဆုံးကအချိန်တုန်းကအရှိတ်လူတွေဘလို့သွားခဲ့လို့လဲတော့မသိဘူးမြန်မာဆိုလို့ရှိရင်လာရင်တို့ရှိကိုကတ်တောင်းမလားတို့ရှိပတ်စံယူမလားလို့ထင်တာ ဒါကြောင့်မလို့ကျွန်တော်ကသွားလို့ရှိရင်အဲ့လိုမိုဂိုတယ်တို့တက်ပါကလီတို့အဲ့လိုဟိုတယ်မျိုးမှာတဲတယ်သူတို့ကားနဲ့လာခေါ်မတော်ဘူးငါ့မှာငါလာမယ်ဆိုကုပ္ပစံနဲ့ကိုသွားတယ်ဘာလို့လဲဆိုတော့ထိုင်းနေရဲ့အမြင်မှာမြန်မာဆိုဒီလိုကောင်ဆိုတာသိနေကြတာပြီးတော့ကျွန်တော်ရဲ့ coach ကိုကျွန်တော်ထိုင်းရမှာမကောင်းဘူးအိုလံပီယာကကျွန်တော်ဂျယ်မီဗန်နီယာနဲ့အဆက်အသွယ်နဲ့ကျွန်တော်ဖိလစ်ပင်းမှာကျွန်တော်ကားတယ်၃နှစ်တည်တူကားတယ်တစ်နှစ်ကိုအနည်းဆုံး350နဲ့200ကျားမှာရှိတယ်180လောက်ပေးတယ်နှစ်တိုင်း coach ကားတယ် coach ကားတယ်အဲ့တော့ထိုင်းနေကိုယ်တိုင်ကလည်းကျွန်တော်ဘယ်သူဆိုတာကိုသူတို့သိတယ်ဒါပေမဲ့ကျွန်တော်ဆက်သွားတဲ့အချိန်တုန်းက ကိုယ့်ဘက်ကိုလေးလက်မခဲရတယ်ပွဲကိုကိုယ့်ဘက်ကိုစီစဉ်ရတယ်သူတို့လည်းစဉ်းစဉ်းမဟုတ်ဘူးကိုယ်တိုင်စားမှုလေးတွေဘယ်ကစားမှန်းမသိလုပ်ခဲ့ရတယ်ပေါ့အဲပထမဆုံးပွဲကတော့2019လောက်မှာကျွန်တော်ကိုရဲဖုန်းအောင်လို့နဲ့အတူတူကျွန်တော် IFBB စပြိုင်ပြီးတော့နောက်ပိုင်းမှာကျွန်တော်ကိုယ်တိုင်ကိုယ့်ဘက်ကိုထွက်ပြစ်တာများတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့သွားတော့ကတော့ထိုင်းနေရဲ့မျိုးလုံးနဲ့အခုသွားတဲ့မင်းခန့်မျိုးလုံးနဲ့လုံးဝမတူဘူး မိခင်ဘာကောင်းလဲဆိုတာထိုင်းနေရောဒီအရှိတော်အဆက်တစ်ခုလုံးသိကျွန်တော်တို့မြန်မာအားလူတွေမသိဘူးဟုတ်အဓိကကတော့ကျွန်တော်အခု Facebook တွေပေါ်ဒီမှာပြောနေရလဲတွေ့ပါတယ်အာပုံစံကြတာမဖြစ်နေကြဖြစ်တယ်ဆိုတော့အမှန်တကယ်ကဒီတိုင်ပွဲကကိုထွက်လည်နေတော့မဆိုင်ဘူးသူကပြန်ချင်တာမဟုတ်ဘူးကျွန်တော်ပြန်ခိုင်းတာကျွန်တော်ပြန်ခိုင်းတာဆိုတဲ့ဟာက ့ကိုတွက်နေကိုကျွန်တော်စကြည့်တဲ့ train ရဲ့အခါမှာကျကိုပူချာလွယ်နေတာတွေရှိမယ်သူ့ရဲ့ဒီကျမ်းမာရေးလိုက်ဆိုင်ရဲ့လွယ်နေတာတွေရှိကောင်းရှိနိုင်တယ်ပေါ့အဲ့ဒီဟာကိုကျွန်တော်တို့ဒီလိုက်ဆိုင်တစ်ခုအနေနဲ့သူဒီ mission adventure တယောက်ဖြစ်တယ်သူ့အောက်မှာ model တွေအများကြီးရှိတယ် mission အများကြီးရှိတယ်ဆိုအစားအသောက်အနေတိုင်းဘယ်လိုလုပ်ကြလဲစနစ်တကျ၄စင်ငန်းဆိုတော့ဘယ်လိုလုပ်ကြလဲတင်းငန်းစင်းနဲ့ဒီလိုမျိုး consultancy ရှိရှိနဲ့ဇေလုံးလောက်ဝေးရတယ်ကျွန်တော်တို့အလုပ်မအားတဲ့ကြားထဲက ဘယ်လိုမျိုးလုပ်ရလဲဆိုတော့သူ့ကိုကျွန်တော်က set motivation ပို့ပေးရအဲ့ဒီအတွက်ကသူ့ကိုခံနိုင်ရေပုံများလာတာမျိုးတွေပြီးရင်အလုပ်ကိုပို့ပြီးတော့ကြိုးစားခြင်းတွေရှိလာတာမျိုးတွေဖြစ်သွားလိမ့်မယ်ကျွန်တော်ကဒါကြောင့်မလို့ကျွန်တော်ကသူ့ကိုတိုက်တွန်းပြီးတော့ပြန်ခိုင်းတာအမှန်တကယ်တော့သူ့ပြိုင်တာတော့သူကပြန်ကျင်တာမဟုတ်ဘူးကျွန်တော်ကမပြန်ရင်သိန်း300ပေးရမယ်လို့သူ့ကိုကျွန်တော်ပြောတာအဲဆိုပြန်ရည်ရှင်လို့လေဒီဘုံကမှဒါလုပ်တယ်ဆိုရင်မှတ်တိုင်လေးတခုဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာကြောက်ပြင်မလား NGCD ကပြိုင်နေဘာညာဆိုမျိုးမျိုးပြောကြတာပေါ့နော်ဒါပေမဲ့သူတို့ပြိုင်နေသူတို့တွေသူတို့တွေပြိုင်လာတဲ့အတန်းမှာထိုင်းက NGCD တွေအနည်းဆုံးရှိရောက်တော့ပါ နိုင်သွားလေသူတို့နိုင်သွားလေ NGB တွေပဲနိုင်သွားဟုတ်တယ်မိကက်စီရမိကက်စီရခုကျွန်တော်တို့ပြောတာကဗျာဟို NGB တွေကကာကလာတိုင်တာအပြစ်မဟုတ်ဘူးလေဘာလို့မြန်မာပြည်က trainer တွေကိုယ်တိုင်ကဗလိန်းတာလဲတခြားမသိရလို့ဗလိန်းရင်ကျွန်တော်မပြောလို့ trainer တွေကိုယ်တိုင်ကဗလိန်းပြီဆိုရင်အဲ့ trainer တွေရဲ့အုံတော့ level ဘယ်လောက်ရှိလဲဆိုတာကိုယ့်အကူစဉ်းစားကြည့်ပါတော့အဲ့ဒါပြောကြတာသူတို့စိတ်15ခုရခဲ့တယ်ဗျာစိုင်းစိတ်တွေပထမဆုံးပဲအာမြန်မာပြည်မှာလဲဒီဒီ team ပေါ့နော်လူငယ် team ကကျွန်တော်အများဆုံးပဲ ကျွန်တော်ဒီ Bojin Academy က trainer တွေရောဒါကအကူအညီတွေနဲ့ပေါင်းပြီးတော့ကျွန်တော် team ကကြီးတယ်။ time မှာလည်းအကြီးဆုံး team တစ်ခုအနေနဲ့စုအများဆုံးပဲရခဲ့တာကြောင့်တော့ကျွန်တော်တို့ကမြန်မာပြည်ရဲ့ဟိုဘယ်လိုပြောရမလဲအားကစားသမားတွေဘယ်လောက်တိုးတက်တယ်ဘယ်လောက် လုံနိုင်တယ်ဆိုတော့ကျွန်တော်လုံနိုင်တယ်။ပြီးရင်ကျွန်တော်တို့မြန်မာပြည်ထဲမှာဒီလိုမျိုးပွဲတွေလုံမှာနိုင်ငံတကာအားကစားသမားတွေလာပြိုင်မှာအဲ့တော့အဲ့တော့မှမြန်မာပြည်ကဘယ်လိုလဲမြန်မာပြည်ကောင်တွေကဘယ်လောက်ထိတိုးတက်လဲဆိုတော့နိုင်ငံတကာလူတွေကသိမှာ။မဟုတ်ရင်ကျွန်တော်တို့မှာဒီဘက်ပြိုင်ပွဲလုံးဝမကြည့်ဒီဘက်တွေလုံးမှာကျွန်တော်တို့ pro show တွေလုပ်လို့ရတယ်။အဲ့တော့မှနိုင်ငံတကာကကြည့်ကျွန်တော်မြန်မာပြည်မှာလာပြိုင်တယ်။ အခုမရှိတော့ကျွန်တော်တို့မှနိုင်ငံခြားကိုဆက်ပြိုင်အဲ့လိုပဲဟုတ်ကဲ့ပါတက်ကြီးပါတက်ကြီးပါတယ်